တွေတော့ကျွန်တော်အခုတင်ဆက်ပေးတဲ့သတင်းအချင်းတွေပေါ့နော်သတင်းချင်းဆိုကျွန်တော်သတင်းပေးပို့ချက်တွေကိုဆက်ပြီးတော့တင်ဆက်ပေးကြမှာတည်ရယ်ထိုင်းမြန်မာဘောလုံးပွဲစဉ်အတွက်ဒီကနေ့73ရက်နေ့မှာကြိုတင်လက်မှတ်ရောင်းချပြတဲ့နေရာမှာကြုံတွေ့ရတဲ့အခက်အခဲတွေဒီအခက်အခဲတွေကိုတော့ DVB သတင်းတော့ဒေါ်နေရီကနေပြီးတော့တင်ဆက်ပေးပါလိမ့်မယ်ခင်ဗျာ မင်္ဂလာပါရှင်ကျွန်မခုရောက်ရှိနေတဲ့နေရာကတော့မြန်မာကျင်းပမယ်ထိုင်းမြန်မာအမျိုးသားဘောလုံးအသင်းပြိုင်ပွဲအတွက်ဒီလက်မှတ်ရောင်းချပေးနေတဲ့နေရာကိုရောက်ရှိနေတာပဲဖြစ်ပါတယ်ဒီဝေယူတဲ့နေရာမှာလည်းဒီပြိုင်သက်တွေကနေပြီးတော့အခက်အခဲမျိုးစုံနဲ့ကြုံတွေ့နေရပါတယ်အဲ့ဒီအခက်အခဲတွေကိုကျွန်မကနေပြီးတော့ဒီပြိုင်သက်တွေကိုမင်းမြတ်ပြီးတော့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဝေယူကိုနေမယ်လေးနဲ့ရေစုံပြ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 ီးတော့ကိုတို့ကလည်း ကုမ္ပဏီဝတ်ဆောင်လေးလည်းတွေ့ရပေါ့နော်ဘယ်ကုမ္ပဏီကလာလဲအဖွဲလိုက်လာရွှေနဲ့ငွေဆက်ကုမ္ပဏီပါကျွန်တော်ကဒီဒီတူဝနာတူဝနာနေဒီလိုလာဝဲရပါနော်လက်မလို့ကျွန်တော်ကကျွန်တော်အောင်ဆန်းခွင့်နေပိုင်းလည်းရောက်သွားပြီမနေ့6နိုင်တည်းကလက်မဝဲဖို့ဒီမှာလာလို့နေရပါနော်အလို့အတွက်လည်းပြတ်တယ်ပေါ့ကျွန်တော်အလို့ကလည်းပြန်ပြောအောင်မယ်အခုတည်းကြားလာနေပေါ့နော်စောင့်နေရတာလက်မရောက်တာစစ်စစ်လုံးဝမကြောက်ဘူးတို့ကလက်မရောက်တာဟိုအစိုးရရဲ့ရောင်းထားတယ်ပြောမယ်ဆိုပြီးတော့ကောင်းတာတွေကနေတယ်ရန်လက်မကအခုစောင့်တာစောင့်တာနေရအရန်ပူတယ်ကြားပြဝင်နေလူတွေကအများကြီးပဲရန်ဒုက္ခရောက်တော့ ဇာတိဝင်နေလူရှိရဆိုလေဒီမှာလေဥမာလုံကြုံရေးတို့ဘာလို့ပေါ့နော်အဲ့လိုမျိုးမရှိဘူးလားစီကံထိန်းသိမ်းရေးတို့မရှိဘူးမတွေ့ဘူးလုံအောင်မတွေ့တာဟုတ်ကဲ့မောင်ကိုသမားရလည်းအများကြီးပဲအပြင်မှာတစ်သော2000နဲ့ဟာဆို6000လုံးနဲ့ရောင်းနေဟုတ်ကဲ့ဟိုပါလေကိုတို့လိုတကယ် bring up အသေးကိုအားပေးချင်ပြီးတော့ဒီဒုက္ခခံပြီးတော့လာတန်းစီရဲ့လူတွေကလက်မမြသေးဘူးအပြင်မှာတော့မှောင်ခိုးသမားတွေရှိနေပေါ့နော်အဲ့ဒီပေါ်ကိုရုံးနေတယ်ဘယ်လိုပြောချင်လဲကိုအမှန်အဲ့မှောင်ခိုးသမားတွေအကုန်လုံးဖမ်းတင်တယ်ပြောရမယ်ကျွန်တော်ကဟိုတယ် ြန်မာပွဲကိုမြန်မာဆိုအရင်ကြည့်နေတာပေါ့နော်အခုလည်းဒုက္ခခံပြီးတော့လာပြီးအပိယပေါ့အဲ့တော့လက်မဲ့လူရသေးခြင်းနဲ့ပေါ့နော်အားလုံးကိုလည်းကျွန်တော်လည်းလက်မဲ့လူချင်တာပေါ့အားကြောင့်ဟုတ်ရှိပါဘောဘယ်လိုလုပ်ရှိရောညီမတို့လက်မဲ့ရဖို့အချိန်နေတော့နီးစက်နေပြီလားညီမလေးဟဲ့အများကြီးလို့ဆိုရှင်မဝေးပဲနေရပူသေးရဲ့မရဘူးအကျင်းနေရဲ့မရဘူးသေးကြပါမယ်လေညီမလေးတို့ကဒီမှာနေပူတော့ဒုက္ခခံပြီးတော့တန်းစီနေကြတယ်ညီမသေးကိုအားပေးဖို့ပေါ့နော်လာပြီးတန်းစီကြဒါပေမဲ့ဒီလိုမျိုးခက်ခဲနေလဲကြုံရတယ်အဲ့တော့ညီမလေးအနေနဲ့ဟိုဘာတွေပြောချင်လဲညီမလေးဘယ်လိုတွေခံစားနေရလဲ လည်းမရအောင်စီစဉ်နေမကြဘူးပေါ့အင်းပြီးတော့ဒီမှာလည်းစီးမရှိဘူးနေရာတွေကကြော်သွားမင်းနဲ့ဂျားတွေကလည်းဖြတ်သလားမင်းနဲ့ဒီလာတော့လေဥမာမောင်ဝဇေခွန်းနဲ့တို့တွေ့သေးလားကိုမောင်ဝဇေရွေတွေ့ရခင်ဗျာအခုဆိုရိုးတန်းရိုးတန်းဟို6000 အာဝင်းနေဟိုအထူးတန်းဟိုအထူးတန်းဟိုတထောင်ဖြစ်နေခင်ဗျာတထောင်ဖြစ်နေဟုတ်ဟုတ်ဈေးတွေကအဆောက်အအုံဖြစ်နေ၅သား၅သားလောက်ဖြစ်နေခင်ဗျာဟုတ်ဟုတ်ကဲ့အဲ့လိုလေဒီမဝဈေးဝက်ရှိတော့ဒီဒီထဲမှာပေါ့နော်ဥမာလုံချုံရေးတို့ဘာတို့အံ့မျိုးတွေရောရှိလားဟုတ်ပြောခင်ဗျာကျွန်တော်ဝင်းနေမှာအောင်သားခွင့်မှာပို့တွေ့ရအောင်သားခွင့်မှာတော့အဲ့ဝင်းနေမှာသူအပွက်လိုက်ရှိရအောင်သားခွင့်မှာလည်းအပွက်လိုက်ရှိအပွက်လိုက်ရသူကတိုးပြီးတော့သူကဟိုလက်မှတ်တွေကန်ထားလက်မှတ်အဆောင်20 30လောက်ရှိဒါပေမဲ့သူကရောင်းတာဝင်းနေဟိုအထူးတန်းရိုးတန်းဟို6000အထူးတန်းဟို1000 1200အဲ့လိုရောင်းနေခင်ဗျာ ဲ့ဟိုလုံချုံကြီးတို့မော်တော်ဘီကကျဲဟိုရှိလို့ရှိတိုင်းဘာမှမပြောကြဘူးဒီကွင်းဘေးမှာပဲပေါ်တင်ရောင်းနေကြတယ်မှာကျွန်တော်နာမည်ဥကျော်ရီရပါကျွန်တော်ရှမ်းပြည်မြောက်ပိုင်းလာရှိပါပါဟိုလားတာလဲအဝေးကြီးပေါ့ဗျာနော်အဲ့မှာဟိုခက်ခဲရှိတာတော့တို့ပြောတော့လက်မကမနေ့9နိုင်ကနေ10နိုင်ကနေညနေ4နာရီရောင်းပါဘောနော်အဲ့မှာကျွန်တော်တို့လည်းလာတော့လာတော့လက်မကပဲတော့အဆက်တနာရီနည်းနည်းပဲကြော်ရလက်မကူလို့ပြောတော့ကိုယ်ကတော့ကျွန်တော်တို့ကဘာဘာလို့ဘာကိုင်းမှမပြီးဘူးလားအဝေးကြီးပေါ့ဗျာအဲ့တော့ခက်ခဲရှိပါတယ် ဒီဘွဲကိုជីဖို့တော့တက်တက်လာတာပေါ့နော်ဒီဟုတ်ကဲ့ပါကျွန်တော်တို့ဒီဘွဲကိုကျွန်တော်တို့ဒီဘွဲကိုជីဖို့ကျွန်တော်လေးရက်လာတာပါမဟုတ်ဘူးခင်ဗျဘာရောင်းနိုင်လဲမသိဘူးညီမတို့တေချာသွားကြည့်ပြီးတော့ပြန်လာမေးကြည့်ပါလားကျွန်တော်တို့မသိဘူးခင်ဗျကျွန်တော်သိတာဒီမှာရောင်းနိုင်ဟိုမှာလက်မှတ်ကနှစ်နေရာပဲရောင်းနိုင်ခင်ဗျဟုတ်ညီမတို့မေးတဲ့နေရာမှာဘာရောင်းနိုင်ညီမတို့တေချာသွားကြည့်လိုက်ပါဟုတ်သူတို့လက်မှတ်ကျတန်းစီနေကြတာပဲအမဟုတ်ပါဘူးခင်ဗျ Pro ဟောလောက်ကြာတယ်25မိနစ်လောက်ဟောအဲ့ဒါဆိုတော့ဘဘကပါသူတို့ခွဲရောက်မိရချင်းလေဟုတ်ကဲ့ဟိုဒီမှာတော့လေဟိုလုံကြုံရေးခြားတော့တွေ့ရပေါ့နော်ဟိုနည်းနည်းငိမ့်ငိမ့်တက်တက်ရှိတယ်ဟိုဘက်မှာကလုံကြုံရေးလည်းမတွေ့ခဲ့ဘူးပြီးတော့ဒီဂျားဝင်တိုးတဲ့လူတွေလည်းရှိတယ်ပြီးတော့ဟိုမှောင်ကိုဈေးကွက်တွေလည်းတွေ့နေရတယ်ကိုအဲ့ဒီပေါ်ကိုဘာပြောချင်လဲကိုအဲဒီမှာကလုံကြုံရေးတောင်ပုံမှန်ခြားထားတယ်ဟိုမလိုလားတဲ့အုတ်ချုံမှုကြောင့်လည်းဖြစ်စင်တယ်မလိုလားတဲ့ဟိုရုံးဝင်စကံမှုတွေမဖြစ်အောင်လို့ကျွန်တော်တို့ကဒီမှာလာပြီးတော့ဆောင်ရပေးခြင်းဖြစ်ပါတယ် လုံချိုးပိုင်းဆိုရင်ဒီဘက်မှာတော့အလို့ပေါ့နော်ကိုကိုနာပြောလို့လုံချိုးဘူးပိုင်းကြောင့်ဟိုတေတေဝုန်းဝုန်းလေးနေနေတက်လေဖြစ်နေတွေ့ဟိုဘက်မှာကတော့ညညီလေးတွေမေးချင်အစောပိုင်းတော့တော်တော်လေးယုံရင်ရုံရုံတဲတဲလေးဖြစ်နေပါလေခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့လာပြီးတော့ဒီကညီလေးတွေကိုတောင်းပန်နေတောင်းပန်ပြီးတော့စင်ကြလေးဖြောင်းလုပ်ပေးတယ်ကျွန်တော်တို့ကဟိုစနစ်တကျနဲ့ဟိုလက်မှတ်ဝယ်လို့ရအောင်ကျွန်တော်ကစီစဉ်ဆောင်ပေးတဲ့အပိုင်းပါခင်ဗျာရောင်းချပေးတဲ့အပိုင်းကတော့ဒီမြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ကဘယ်တောင်းဝန်ယူနေပါလေခင်ဗျာဟုတ် စီကိန်းပွဲကိုကျွန်တော်ကြည့်ကျင်လို့လာပြီးတော့အားပေးတာပါအခုချိန်မှာကျွန်တော်လက်မှတ်မရသေးပါဘူးလက်မှတ်ကျွန်တော်မနေ့တည်းကတိုးနေတာမနေ့တည်းကတိုးနေတာအခုချိန်ထိလက်မှတ်တစ်ဆောင်မှမရသေးပါဘူးကျွန်တော်စိတ်ထဲတော့တော်တော်မကောင်းသေးပြီပေါ့ကျွန်တော်ဒီပွဲကြီးကကြုံခဲတယ်ပေါ့ကြုံခဲတဲ့အချိန်မှာအခုလိုတကူတကကျွန်တော်လာပြီးတော့ကားလေးစီးပြီးတော့ကားကလေးအကုန်ခံပြီးတော့လာပြီးတော့အားပေးတဲ့ဟာအခုလိုမကြည့်အောင်ဆိုတော့ကျွန်တော်ရန်ဝန်းနဲ့မိပါလားဟုတ်ကဲ့ဆေးမကောင်းလဲဆေးမကောင်းမိပါလေဟိုရောင်းတာတစ်ဖွဲလုံးပေါ့အားလုံးပေါ့ဆိုရင်73ရောက်လာတာပေါ့နော်73ဟိုတယောက်ပဲရရင်ဒုတိယမြောက် တယောက်ကြတော့လက်မက်ကိုလက်ထက်ရောက်မှကုံသွားပြီဆိုပြီးတော့လက်မက်ကိုပြန်ပြီးတော့ယူသွားပါဗျာတို့လက်ထက်မှာလက်မက်တွေအများကြီးရှိပါတယ်ဒီနေ့ဒီ73ရက်နေ့နေ့လယ်7နာရီခွဲအချိန်ဒီလက်မက်ရောင်းချမှုအချိန်တွေကိုတင်ဆက်ပေးတော့ဖြစ်ပါတယ်ဒီအခု7နာရီခွဲအချိန်မှာတော့လက်မက်ရောင်းချမှုဟာဒီလက်မက်တွေကုံသွားပြီလို့လည်းသိရပါတယ်မျက်ပြမနဲ့ဒီပြိုင်ဝဲချင်းမမဲမနေ့ဖြစ်မနေ့10နာရီမှာတော့လက်မှတ်တွေပြန်ပြီးရောင်းချပေးသွားမယ်လို့လည်းဒီလက်မှတ်လာရောက်ဝယ်တဲ့တန်းစီတဲ့သူတွေဆီကနေပြီးတော့သိရပါဗါးဒီတရေကိုအခုကျမနေရနေပြီးတော့ဒီသူမနာအကစားခွဲရနေပြီးတော့ပေးဖို့ထားဖြစ်ပါတယ်